မြန်မာနိုင်ငံလူငယ်ရေးရာဘဟုကော်မတီနှင့်ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပတဲ့လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံလူငယ်ရေးရာဘဟုကော်မတီနှင့်ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပပြုလုပ်သည့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကိုယနေ့မွန်းလွဲ၂နာရီကပညာရေးဒီဂရီကောလိပ်အားကစားရုံတွင်၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာမြန်မာလက်ရွေးစင် မချစ်နူဒီစောင်းနေအဖွဲမှာဘူဘီနဲ့အားကစားနည်းဖြင့်တရုတ်ပြဖြောပြတင်ဆက်နေမှုအားကြည့်ရှုအားပေးခဲ့ပါတယ်။ထို့နောက်မြန်မာနိုင်ငံလူငယ်ရေးရာဘူကော်မတီတွင်ရေးမှုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစင်မင်းထက်ကအဖွင့်အမှာစကားပြောကြားရတွင်မြန်မာနိုင်ငံလူငယ်ရေးရာဘူကော်မတီနှင့်ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူပေါင်းကျင်းပပြုလုပ်သည့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားဖြစ်ပါကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေဖြင့် လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွေးကော်မန်ကန်ရေးနှင့်ဗလငါးတန်ဒုတက်ပွင့်ဖြူဒုတက်ရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိပါကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကရှေ့လုပ်ငန်းစဉ်၅ရက်ဥတီကျဲ၉ရက်ချမှတ်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိရာ လူမှုရေးဥတီကျဲ၏တတိယချက်ဖြစ်သည့်နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဘလ၅ထံနှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကိုမြင့်တင်ဆောင်ရွက်ရေးဆိုပြီးချမှတ်ထားရှိပါကြောင်းကာယဘလညာနာဘလဇာရိတဘလမိတ္တဘလဘောဂဘလဆိုသည့်ဘလ၅ထံနှင့်ပြည့်စုံသည့်လူငယ်တွေမွေးထုတ်ပေးရနှင့်အကျင့်ဇာရိတကောင်းမွန်ပြီးအသိဉာဏ်ဖွံ့ဖြိုးသူတွေဖြစ်အောင်လူငယ်တွေကိုလေ့ကျင့်ပြုထောင်ပေးနေတာဖြစ်ပါကြောင်းမြန်မာနိုင်ငံစုစုပေါင်းလူဦးရေ 34ရာခိုင်နှုန်းနီးပါးဟာအသက်15နှစ်မှ35နှစ်တွင်ရှိသည့်လူငယ်များဖြစ်ပါကြောင်းတိုင်းပြည်အနာဂတ်သည်လူငယ်တွေရဲ့လက်ထွဲမှာရှိသည့်အတွက်လူငယ်တွေသည်ယနေ့လူကြီးတွေထက်ပိုတော်အားမှာဖြစ်ပြီးလူငယ်တွေကိုပြုစုပြောင်းပေးနေခြင်းဖြစ်ကြောင်းနိုင်ငံတိုင်းနိုင်ငံတိုင်းတွင် လူငယ်ပြုစုပြောင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်းလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားဆင့်မဟာဗျူဟာစီမံချက်2020-2024ကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးငွေရေးရာမူဝါဒတွင် လူငယ်ဆိုင်ရာအဓိကကဏ္ဍ16ရပ်ပါရှိပါကြောင်းလူမှုရေးဥတီကျဲ၏ဒုတိယချက်ဖြစ်သည့်တမျိုးသားလုံးတက်ရှိကျမ်းမှကြံ့ခံရေးအတွေ့ပြည်သူအလုံးအကျုံးဝင်မည်ကျမ်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍကို မြင့်တင်ဆောင်ရွက်ကာအလေးထားအကောင့်တွေပေါ်ဆောင်ရွက်သွားရန်ပြောကြားခဲ့ပါသည်ဆက်လက်၍ဒုတိယဝန်ကြီးကတင်နန်းသားတင်နန်းသူများအတွေ့အားကစားပစ္စည်းများထောက်ပံ့ပေးရခြင်း လာရောက်ဟောပြောပူချပေးသည့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများအမတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးကဘိုးဘီနိုင်အားကစားတရုတ်ပြအဖွဲ့အားဂုံပြုချင်းမြင့်ငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ